ကောတိုင်းတောင်ကုန်းမြို့နယ်မှာစစ်ကောမရှင်ရဲ့အတူရောင်ရေကောက်ပွဲအတွက်မက်ဆွယ်စီယုံရင်စင်တဲ့ပါတီတွေဟာစစ်ကောမရှင်တက်တဲ့လုံချုံတက်ဖို့များစစ်သားများနဲ့ရဲများကိုခေါ်ဆောင်ပြီးစင်ယူစီယုံရင်စင်နေရတာကြောင့်ဒေသခံပြည်သူတွေကပေါ်တာဆွဲရန်လာရောက်တယ်လို့ထင်မြင်က ထွက်ပြီးတင်းရှောင်နေကြတယ်လို့မြို့ကန်တွေစီကနေသိရပါဗျ။နိုင်ငံရေးပါတီအများစုဟာပြည်သူတွေရဲ့အကြောင်းရုံမော်တီမှုနဲ့ပြန်လဲတုံ့ပြန်မှာကိုစိုးရိမ်နေကြောင်း ရက်ွက်နဲ့ကြီးရအများစုကိုဝင်ရောက်စီယုံရခြင်းမရှိဘဲအခက်ခဲတွေကြုံရတယ်လို့လည်းသိရပါဗျ။စီယုံရခြင်းနဲ့ပါတီတွေဟာလုံခြုံမှုမရှိတာကြောင့်တက်လုံခြုံရေးနဲ့ရဲလုံခြုံရေးတွေကိုခေါ်ဆောင်ပြီးမှသာစီယုံရခြင်းနေခြင်းဖြစ်ပြီး လုံခြုံရေးပြည့်နဲ့တွားရောက်စီယုံတဲ့အခါမှာလဲပြည်သူများသူကစစ်မှုထမ်းစုဆောင်းရန်လာရောက်ခြင်းဖြစ်တယ်လို့ထင်မြင်ကထွက်ပြေးမှုများဖြစ်ပေါ်ခဲ့ပါဗျ။ပြီးခဲ့တဲ့လက တောင်သူလက်သမားပါတီဆိုပြီးမဲဆွယ်စီအိုရင်စင်တာစစ်သားနဲ့ရဲတွေခေါ်လာတော့ပေါ်တာဆွဲတဲ့ထင်ပြီးထွက်ပြေးကြတာပြီးမှအင်းစိတ်ရွာမှာပဲလာမဲဆွယ်တာလို့သိရတယ်သူတို့လာတော့တလန်းလုံးမှာတယောက်တော့မသွားရတော့ဘူးလို့နေသခံရွာသားတို့ကအေယာဝီတိုင်းကိုပြောပါတယ်ပါတီတွေဟာမြို့နယ်အတွင်းရှိရဲကြီးအုပ်ချုပ်ရေးမှုတွေနဲ့ဒေသခံ ပါတီဝင်တွေကိုမေးမြန်းပြီးမှသာဝင်ရောက်ရန်အဆင်ပြေနိုင်မဲ့ထင်တဲ့ရက်ွက်ကြီးရွာအချို့မှာသာတွားရောက်မဲဆွယ်နေကြတယ်လို့လည်းသိရပါဗျ။ ရုပ်ပေါ်မှာပေါ်ပေါ်တင်တင်စီရောရေးမစင်ရဲဘူးဗျ။ရွာဘက်တွေမှာလည်းအုတ်ချွေရင်မှုတွေကိုအချိန်နှီးမေးပြီးမှအချိန်နှီးကောင်းတယ်ဆိုမှစီရင်ရေးဆင်းရဲတယ်လို့တောင်သူလက်သမားဖွင့်ပြတိုးတက်ရေးပါတီမှကိုစလဲလောင်တူကအေရတိုင်းကိုပြောပါရယ်။မဆွေစီယုံမဲ့ပါတူဒီဟာကြေးရွာအုတ်ချွေရင်မှုများကြေးရွာပါတီဝင်များနဲ့တိုင်ပင်ပြီးမှသာစီရင်ရေးဆင်းရဲကြတာဖြစ်ပြီးကြေးရွာအုတ်ချွေရင်မှုများဟာလည်း ၎င်းတို့ကြေရော်တွေမှာ COA ဆင်းပြီးနောက်ဖြစ်ပေါ်လာမဲ့နောက်ဆက်တွဲပြဿနာတွေကိုတာဝန်ယူခြင်းမရှိတာကြောင့်တိတ်တဆိတ်ငင်းဆိုမှုများလည်းရှိနေတယ်လို့သိရပါဗါ။တောင်ကုန်မြို့နယ်မှာ2020ခုနှစ်ကစတင်ပြီးယခုအချိန်ထိရက်ွက်ကြီးရွာအုပ်ချုပ်ရေးမှုများအပါအဝင်စစ်တပ်ထောက်ခံသူများအားပေးကူညီသူများ စုစုပေါင်း၉ဦးအထိတပ်ဖြတ်ခံထားရတယ်လို့ဒေတာတွင်ချက်လက်တွေရသိရပါဗါခင်ဗျာ။ ကရင်ပြည်နယ်မြောင်းရီမြို့နယ်ရှိ PGF ပိုင်နယ်မြေရွှေကုတ်ကိုဒေသမှာနိုဝင်ဘာ16ရက်နေ့ကစတင်ပြီး6ရက်ကြာလှုပ်ဆောင်ခဲ့တဲ့ကြားဖြန့်အွန်လိုင်းငွေလိမ်ကိုင်းနှိမ့်နေရေးစစ်စင်ရေးမှာနိုင်ငံသား1540ဦးကျော်ဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းသတင်းဌာန The Reporter ကနိုဝင်ဘာ23ရက်မှာဖော်ပြထားပါတယ်။အဆိုပါနေနေရေးကိုစစ်ကော်မရှင်တက်နဲ့စစ်ကော်မရှင်လောက်ခံကရင်နယ်ကြားစောင့်တက် BGF တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးဖမ်းဆီးရမိတဲ့ပစ္စည်းတွေဖြစ် ကွန်ပျူတာစက်ပစ္စည်း3000ကျော်နဲ့လက်ကင်ဖုန်း2000ကျော်ကိုပါသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ဖန်ဆီးရမိတဲ့နိုင်ငံသားတွေနဲ့ပတ်သက်လို့စစ်ကော်မရှင်တက်ရဲတပ်ဖွဲ့နဲ့ BGF တို့ကကြားဖြန့်ခိုင်းဝင်တွေရဲ့အချက်လက်တွေကိုစစ်ဆေးရှာဖွေခဲ့ရတယ်လို့ BGF ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောစီကသိရပါတယ်။ဖန်ဆီးရမိသူတွေကိုစစ်ကော်မရှင်လောက်ခံလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလောက်ဝကမှဆက်လက်စစ်ဆေးနေပြီး ထိုင်းနိုင်ငံကတဆင်၎င်းတို့ရဲ့မူရင်းနေရဲ့နိုင်ငံတွေကိုပြန်လည်ပို့ဆောင်နိုင်ဖို့ထိုင်းနိုင်ငံရှိသက်ဆိုင်ရာတန်ယုံတွေနဲ့ဆက်သွယ်ပြီးပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ပြည်ကရနှစ်ကចောင်းသားတွေဥဆောင်တဲ့ဆန္ဒပြပွဲတွေကိုအချမ်းဖက်ဖြိုခွင်းမှုကြောင့်မြက်ွယ်မှာတေတံချမှတ်ခံရသူဝင်းကြီးချုပ်ဟောင်းရှိတ်ခါဂျီနာကို လွှဲရဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအိန္ဒိယကိုတောင်းဆိုလိုက်ပါတယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာလွန်ခဲ့တဲ့နှစ်ရက်ကစာတစံပေးဖို့ကဝရမ်းပြေးဝင်ကြီးချုပ်ဟောင်းကိုလွှဲပြောင်းပေးဖို့အိန္ဒိယကိုတောင်းဆိုခဲ့တယ်လို့နိုင်ငံရေးဝင်ကြီးတော်ဟစ်ဟူစိန်ကတနင်္ဂနွေနေ့မှာပြောပါရယ်အသက်88နှစ်ရွယ်ရှိတ်ခါစီနာဟာလူတောင်းလေးတောင်ကျော်တေဆုံးခဲ့ရတဲ့ပြီးခဲ့တဲ့နှစ်လူမှုဆန္ဒပြပွဲတွေကြောင်းယာရုကနေပြုတ်ကျပြီးနောက်15နှစ်ကြာဝင်ကြီးချုပ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ခြင်းအနီးကပ်မဟာမိတ်ဖြစ်တဲ့အိန္ဒိယမှာပေါ်အောင်ခဲ့ပါရယ် ဒါကမြို့ရှိအပြည်ပြည်ဆိုင်ရာရာဇဝတ်ရုံ ICT ဟာတနင်္လာနေ့ကရှိန်ခါစီနာကိုလူသားမျိုးနွယ်စုပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ဆွဲချက်တင်ကတည်တံ့ချမှတ်ခဲ့ပါတယ်။ရှိန်ခါစီနာကိုလွှဲပြောင်းရေးအဆင်ပြေစေဖို့2013ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့တဲ့နှစ်နိုင်ငံတွဲရေးစာချုပ်အရအိန္ဒိယမှာတာဝန်ရှိတယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကြီးဝန်ကြီးဌာနကထုတ်ပြန်ချက်တစ်ခုတွင်ပြောပါရယ်။ ရှိတ်ဟာစီနာကိုခိုလွန်ခွင့်ပေးတာဟာချစ်ကြည်ရင်းနှီးမှုမရှိတဲ့အပြုမှုတရက်ဖြစ်ပြီးလူသားမျိုးနွယ်စုပေါ်ဆေးရဆွေးမှုကျူးလွန်မှုနဲ့ဆွဲချက်တင်ခံရသူကိုခိုလွန်ခွင့်ပေးမှုဟာတရားမျှတမှုမရှိဘူးလို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကြီးဝန်ကြီးဌာနကဆိုပါတယ်။ရှိတ်ဟာစီနာအတွက်တရားစီရင်ချက်ကိုသတိထားမိတယ်လို့အိန္ဒိယနိုင်ငံကြီးဝန်ကြီးဌာနကပြောပေမဲ့ဘင်္ဂလားဒေ့ရှ်ကိုလွှဲပြောင်းပေးဖို့အမှတ်ချက်မပေးပါဘူး။ ရှိတ်ဟာစီနာကိုလွှဲပြောင်းပေးဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံက၃ငြိမ်ထပ်မံတောင်းဆိုခဲ့တယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာလူမှုဆန္ဒပြပွဲတွေနောက်ပိုင်းပထမဆုံးကြိမ်ထွေထွေရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီးရှိတ်ဟာစီနာရဲ့အဝမ်မီလန်ဂေ့ချ်ပါတီကိုနိုင်ငံရေးလှုံ့ဆော်ခွင့်ပိတ်ပင်ထားပါတယ်။ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအငင်းပွားပွဲငြိမ်းချမ်းရေးအဆိုပြုချက်မှာအပြောင်းလဲချို့ပြုလုပ်ဖို့အမေရိကန်နိုင်ငံကသဘောတူလိုက်ပါတယ် ဂျနီဗာမြို့မှာယူကရိန်းတန်တမန်တွေနဲ့ဆွေးနွေးမှုဟာပြုသဘောဆောင်ပြီးအတိတ်ပဲရှိခဲ့ကြောင်းယူကရိန်းရဲ့ဆိုပြချက်ကိုခြေခံပြီးငြိမ်းချမ်းစီမံချက်မှာပြင်ဆင်မှုတွေပြုလုပ်မယ်လို့အမေရိကန်နိုင်ငံရဲ့ဝန်ကြီးမာကိုရူဘီရိုကပြောပါရယ်သမရဒေါ်နယ်ထရန့်ဟာတနင်္ဂနွေနေ့အစောပိုင်းမှာပိုပြီးအထင်သေးတဲ့လေတံရှိခဲ့ပြီးအမေရိကန်နဲ့ယူကရိန်းရဲ့ခေါင်းဆောင်မှုအောက်မှာစစ်ပွဲဘရောမမဖြစ်တော့ဘူးလို့ပြောပါရယ် စစ်ပွဲဆုံးသက်ရေးအမေရိကန်နိုင်ငံရဲ့ကြိုးပမ်းမှုတွေအတွက်ယူကရိန်းဟာကျေးဇူးကမ်းတယ်လို့ဒေါ်နယ်ထရန့်ကဆွဆွဲခဲ့ပြီးရုရှားကနေရေနံဝယ်ယူတဲ့ဥရောပတိုင်းပြည်တွေကိုလည်းဝေဖန်ခဲ့ပါတယ်။ပံမိုးကူညီမှုအတွက်အမေရိကန်နဲ့ဥရောပနိုင်ငံတွေကိုကျေးဇူးတင်ရှိကြောင်းယူကရိန်းသမ္မတဇလန်စကီးကထုတ်ဖော်ပြောပါတယ်။စစ်စဲညီနိုင်မှုတွေရဲ့အဓိကရည်ရွယ်ချက်မှာရုရှားကျူးကျော်စစ်အဆုံးသတ်ဖို့နဲ့နောက်တစ်ကြိမ်စစ်မဖြစ်အောင်ဟန်တားဖို့ဖြစ်တယ်လို့၎င်းကဆိုပါတယ်။ အချက်28ချက်ပါအမေရိကန်နိုင်ငံအဆိုပြုငင်းညာရေးအစီအစဉ်မှာစကရက်တွေများစွာပြင်ဆင်ထားပြီးမူလအဆိုပြုချက်ကိုအခြေခံပါတယ်။ယူကရိန်းကငင်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးပြီးပါကရက်တရာတွင်ရွေးကောက်ပွဲကျင်းပရမယ်လို့သိရပါတယ်။